် right down နဲ့နောက်ဆုံး၅ပွဲမှာရှုံးပွဲတော့မရရှိထားတဲ့အနေအထားတစ်ခုမှာတော့ပေးထားတာတွေတော့အများကြီးမပေးထားဘူးကြည်လိုက်ဦးကက်ကလေးเนาะကြည်ပွဲစဉ်မှာမန်ယူနိုင်ရရှိပါမလား right down နဲ့တွေ့တိုင်းမန်ယူကိုဒုက္ခပေးတတ်တာတတိထားလို့ရရယ်เนาะအားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးပြန်လဲနှုတ်ဆက်လိုက်ပါတယ်ဗျာအနေရတော့စောစောပွဲစဉ်တွေလေး United နဲ့ WhatsApp ပွဲစဉ်မှာတော့ Lee United ကငကိုတကိုဆိုရယ်ကိုရလာနဲ့အင်အားရရှိသွားတယ်ဒီနေ့မှာ ွဲစဉ်တွေဘယ်လိုအနေထားရှိလဲကျွန်တော်တကယ်ကြီးနဲ့ချက်တော့သုံးသပ်ကြည့်လိုက်ရအောင်။ Okay ချက်စီနဲ့ဆန္ဒနဲ့ပွဲစဉ်တွေအရင်ကြည့်ရအောင်။ချက်စီကလည်းနောက်ဆုံးပွဲစဉ်တွေမှာတောက်လျှောက်လေးပွဲစတိုက်နိုင်တာလို့ဆန္ဒလည်းတော့ခေသူမဟုတ်ငါးပွဲမှာတစ်ပွဲပဲရှုံးနေထားပြီးတော့နှစ်ပွဲနိုင်နှစ်ပွဲသေးနေဆိုတော့နေထားရအရင်တော့ထင်သေးလို့မြောင်ဆန္ဒလည်းကဒီနေ့ရဲ့စာခါရဲ့ဥဆောင်မှုနဲ့နည်းနည်းကြည့်ကြလက်လက်ရှိတဲ့အနေထားတစ်ခုတော့ပြောလို့ရရနော်။ချက်စီကရောဒီပွဲစဉ်မှာကိုပြက်ရလနဲ့နိုင်ရရှိပါမလား။သေးနေပြီးဆုံးပါမလား။ တကယ်ကြီးတော့ဘလို့ထင်မြင်ယူဆတယ်ကျွန်တော်ကတော့ဒီပွဲစဉ်ကြီးကိုချက်စီရပဲ290ဆိုတဲ့ကိုရလန်နဲ့နိုင်ရချိပါမယ်လို့ကျွန်တော်ကိုခံမှလိုက်ပါတယ်ဗျာ Okay ကျွန်တော်နျူကာဆယ်နဲ့ဖူဟန်ပွဲစဉ်လေးချက်တော့တွန်းလိုက်ရအောင်နျူကာဆယ်လည်းဒီနေ့မှထင်တယ်လို့မစော်သလိုဖူဟန်ကလည်းကြစ်တော့ကြစ်တယ်ဖူဟန်ကရှုံးတာရှုံးတာမဆိုးဘူးလို့ပြောလို့ရတယ်เนาะနျူကာဆယ်ကလည်းတော်ဆုံး၅ပွဲမှာတော့၃ပွဲလောက်ထိပြန်နိုင်လာတဲ့နေထားမှာနည်းနည်းလေးတော့ပြန်လာအချိန်လေးကောင်းလာနေထားဒီကူမှာတော့ ဒီနေ့ပွဲစဉ်မှာတော့တငငင်းတို့ပဲအသိဉာဏ်ကြကြတယ်။နျူကာဆယ်ကမထင်မှတ်တာလေးလောက်တဲ့သလိုဖူဟန်နဲ့တိုက်ထင်သေးလို့မရဘူးဆိုတော့ဒီပွဲစဉ်မှာတော့နျူကာဆယ်နိုင်ရောမလားဖူဟန်နိုင်ရရှိရောမလားကျွန်တော်ကဒီပွဲစဉ်ကိုကိုရလက်နေရတော့ကျွန်တော်တကြည်ရလက်ပဲကြံ့နေသမိပါတယ်ဗျာနျူကာဆယ်နဲ့ဖူဟန်တကူတကူဆိုတဲ့ရလက်ပြီးဆုံးမလို့ပွဲစဉ်ခံမှလိုက်ပါတယ်ဗျာ။ Okay တငငင်းတို့အားလုံးစောင့်မျှော်နေတဲ့ Manchester United ပြည်သက်တွေ Brighton နဲ့လာပြီးဒီ map ပွဲစဉ်မှာရောနိုင်တဲ့ပွဲတွေလည်းကြည့်လိုက်ဦးခေတာမဟုတ်ဘူးเนาะ Chelsea ကိုနိုင်ထားတယ်ပြီးတော့ Liverpool ကိုနိုင်ထားတယ်ဆန်နာလေးကိုလည်းနိုင်ထားဆိုတော့နေထားကြီးကလာနေပြီလား Brighton လည်းနောက်ဆုံး၅ပွဲမှာရှုံးပွဲတော့မရရှိထားတဲ့နေထားတစ်ခုမှာရောပေးထားတာတွေတော့အများကြီးမပေးထားဘူးကြည့်လိုက်ဦးကက်ကလေးเนาะဒီပွဲစဉ်မှာမယူနိုင်ရရှိပါမလား Brighton နဲ့တွေ့တိုင်း Man U ကိုဒုက္ခပေးတတ်တာသတိထားလို့ရတယ်เนาะဒီပွဲစဉ်မှာတော့ကျွန်တော် Brighton မထင်မှတ်ရလိုက်နှစ်ကိုတကုဆယ်ရလိုက်အနာရရှိတော့ကျွန်တော်ပွဲစဉ်ခံမလိုက်ပါဘူးဗျာ Okay Brighton နဲ့လေပါဦးပွဲစဉ်လေးနဲ့ကျွန်တော်တို့စနေရက်ညကုန်းနေချက်လိုက်ရအောင်ဘရက်ဖို့ကနောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲချုံတစ်ပွဲတည်းရှိပါဘူးကတော်တော်ကိုအချိန်နေဆိုတာနော် လေးဘက်တိတိရှုံတာနောက်ဆုံးချက်ပြန်လိမ့်မှာပြန်အနိုင်ရရှိတာဆိုတော့ဒီပွဲစဉ်မှာဘရက်ဖို့ကြော်လွားနိုင်လားမကြော်ရင်တော့တော်တော်ကိုအာနီစလော့ရဲ့ပရက်ရှာအရင်ပြီးွားနေတာဒီမှာဒီပွဲစဉ်ရောတကယ်ကြီးလို့ဘယ်လိုထင်မြင်ယူဆမိလဲကျွန်တော်ကတော့ဒီပွဲစဉ်မှာလီဗာပူးနှစ်ခုတကူဆိုရယ်ကြွေးတာနဲ့အနိုင်ရရှိရမလို့ပွဲစဉ်ခံမရင်းနဲ့ကျွန်တော်တို့ဆလင်နဲ့ပရီဒီရှင်းနဲ့တကယ်ကြီးပြန်လဲနှုတ်ဆက်လိုက်ပါ ားလို့ပဲကျေးဇူးတင်ပါတယ် fighter